အလုံးသောယောဂီသူတို့ရှင်မြတ်သတ္တံသတ္တခန္ဓာကိုဣရိယာပုဂ္ဂိုလ်ယူပြီးတော့တရားတော်များကိုနာခံမှတ်သားကြမေ တရားရှုနေပေါင်းမြောက်များစွာတေကယခုဘုံဘုံတော်သွားလိုက်တဲ့ဤဟာအာရတနကိုရှုမှတ်တဲ့ဤပုတရားကဘာတွေရှုလို့ရသလဲဆိုရင်မဟာသတိပဋ္ဌာနသုတ်တော်ရဝလေထွက်လေကိုကြည့်ပြီးအနိစ္စဒုက္ခအနတ္တပြန်ရှုရင်လေရတယ် ဒါလေးပါကိုရှုရင်လေးဖြစ်တယ်အဲ့ဒါသက်သက် နိုင်ပံအဲ့ဒီနဲ့ကိုပဲနိုင်ပံသွားလို့ရတယ်နာဝေရဏကမထံသက်သက်သွားရင်လေးရတယ်အမှုရာတန်းအမှုရာတန်းကိုရှုမှတ်ရင်လေးပဲနိုင်ပံတော့ရောက်တယ်တဲ့စိတ်တလုံးကိုပဲစိတ်ကိုပဲရှုမှတ်ရင်လေးနိုင်ပံတော့ရောက်တယ်အရိယာဖြစ်တယ် နိဝရဏ၅ပါးပေါ်တိုင်းပေါ်တိုင်းရှုမှတ်နေရင်လည်းဖြစ်တယ်တဲ့အာယရဏ၁၂ပါးနိဖြင့်ရှုမှတ်ရင်လည်းဖြစ်တယ်အာယရဏဆိုတာမျက်စိနာနှာခေါင်းရှာကို သိစိတ်ပေါ်ယခုရှုနေတဲ့နိအဒံအပြင်ရှုရင်လည်းရတယ်ဒါဆိုတာလေမျက်စိနာနှာခေါင်းရှာကိုဒါတွေပြောတာပဲသဟောဘကအစဉ်အတန်အရတာတွေ့သည့် အကြံမှဖြစ်တဲ့ဟိုမြင်သိစိတ်ကြာသိစိတ်အဲ့ဒါလေဒါ78ပါးပေါ့ဒီနိုင်ကြတိုင်းမှာသစ္စာနည်းအဖြင့်ရှုမှရင်လေရတယ်ဆိုတော့ဘယ်နည်းနဲ့မဆိုတဲ့အရိယာဖြစ်အောင်သွားလို့ရတယ်နိဗ္ဗာန်ထိသွားလို့ရတယ် ဒါပြင်အဲ့ဒါတွေကိုအလုံးကိုရှုံငုံလိုက်ရင်တို့ဖြင့်ယုတ်နာနှစ်ပါးပေါ့ယုတ်တရားနန္တရားယခုဘုံဘုံတော်သွားနေတဲ့အထိမှယုတ်နာပြန်ခွေ့ကြည့်ရရင်မျက်စိကမြင်တာကယုတ်တရားမျက်စိကမြင်တဲ့အခါတိတဲ့မနောမနာယရဏကနန္တရားနာကကြားနေတာကယုတ်တရား နာဂကြတော့လိုက်လိုက်တိနေတဲ့မနာယရဏဆိုတဲ့ဟာကနန္တရာနှာခေါင်းနှမ်းရှူနေတာကယုတ်တရားအဲ့ဒါကိုတိတာကနန္တရာယတ္တာဖို့ပြနေတာကယုတ်တရားအဲ့ဒါကိုတိတာကနန္တရာခန္ဓာကိုယ်ပူအေးထုံကျင်ကြိုက်ခဲတွန်းကန်ယိုစီးနေတာကယုတ်တရားအဲ့ဒါကို လိုက်လိုက်တိနေတာကနန္တရာဆိုတော့ယုတ်နံနှစ်ပါးဖြစ်တယ်ပေါ့ ဒါပေမဲ့အဲ့ဒီမှာယုံနံ2ပါးအသေးစွတ်တော့မပါသေးဘူးမပါပေမဲ့ဒီနည်းနဲ့သွားရင်ရတယ်တချို့ယောဂီတွေကြတော့လည်းပဲဘုံတော်ကဟောအရင်ကယုံနံတွေကိုတလုံးချင်းတစ်ပါးချင်းတည်တည်ချာချာတိအောင်ပြောပြတဲ့အကျင့်တွေလည်းရှိတယ်ဆိုတော့အဲ့ဒီဟာနဲ့ပြန်တိုင်းတာကြည့်ရရင်ဘလို့ဖြစ်မလဲပို့ အရင်ကဘုဘုတော်သင်ပေးဘူးတွေခန္ဓာကိုယ်ကြီးဆိုတဲ့ဓာတ်၄ပါးခန္ဓာကိုယ်ကြီးကိုဓာတ်၄ပါးနဲ့တိဆောက်ထားတယ်အဲဓာတ်၄ပါးသဘောတဘာဝပဲရှိတယ်လူယောက်ျားမိန်းမမရှိအဲ့လိုသင်ပေးလိုက်အဲ့ဒါဒီယခုဒီဘက်မှာဘလို့အကျုံးဝင်မလဲဆိုရင်ကာယယရဏအတွေ့အထိနေရာမှာအကျုံးဝင်သွားတယ် ကာယယရဏဆိုတဲ့တွဋ္ဌိမုံပိုင်းမှာအဲ့ဒါအကျုံးဝင်သွားတယ်။ပါသွားပါသွားတယ်ပေါ့။ကိုယ်တွဋ္ဌိလို့ပြောလိုက်တာနဲ့ဓာတ်လေးပါအလုံးပါသွားတယ်။ကာယအကြည်ဆိုတာလေးပါသွားတယ်။နောက်ပြီးတော့ဓာတ်လေးပါပြီးရင်ဘုံဘုံတို့ကမျက်စိနာနှာခေါင်းရှာကိုနှလုံးအဲ့ဒါတွေဆက်ကြည့်ခိုင်းတယ်။ ယခုအဲ့ဓာတ်လေးပဲတည်းမျက်စိနာဆိုတော့အဲ့ဓာတ်လေးပြန်ပါသွားတယ်။နောက်အဲ့ဒီမှာနန္တရားနဲ့ပတ်သက်လို့သင်ပေးတာကမျက်စိနဲ့အစဉ်ထိရင်နန္တရားဖြစ်တယ်မထိရင်နန္တရားမဖြစ်ဘူးလို့သင်ထားတယ်။မိုင်းနဲ့လက်နဲ့ခောက်လိုက်ရင်အတန်ထွက်တယ်လို့ လက်မှန်လည်းအတန်မရှိဘူးမိုက်ထဲမှန်လည်းအတန်မရှိဘူးသို့တော့ထိရင်းဆိုတဲ့အကြောင်းကြောင့်အတန်ထွက်လာတယ်ပေါ့ယခုလည်းပဲယောဂီတို့မျက်စိမှတိစိတ်မရှိဘူးနားမှတိစိတ်မရှိဘူးစိတ်ကဘာကထွက်လဲဆိုတော့မနာယရဏမျက်စိနဲ့အစင်းနဲ့ထိပြီဆိုရင်မနာယရဏကဝင်လာတယ် နာနဲ့အတန်နဲ့ ठी ပြီးဆိုရင်မနာယရဏဆိုတဲ့တွေးတော့တွေးတော့ဒီစိတ်ကဖြစ်ပေါ်လာတယ်။ယခုဘုန်းဘုရားပြောထားတဲ့မျက်စိနာနှာခေါင်းရှာကိုစိတ်ဆိုတဲ့ဒီ6ပါးကအမြဲတမ်းဖြစ်နေတာတော့မဟုတ်ဘူး။ရှိနေတာတော့တော့တပါးဖြစ်မယ်နှစ်ပါးဖြစ်မယ်သုံးပါးဖြစ်မယ်ဒီလိုပဲအခုသူ့ရဲ့အရှင်နေရအားလျော်စွာအကြောင်းအားလျော်စွာဖြစ်နေတယ် တပြိုင်နက်6ပါးလုံးဖြစ်နေတာတော့မဟုတ်ဘူးအဲ့ဒီဒီမှာဒုသဖြင့်တော့အဲ့ဒီမနာယရဏဆိုတဲ့စိတ်ကတော့ထိမှထွက်တာမျက်စိနဲ့စဉ်နဲ့ထိရင်မနာယရဏဆိုတဲ့စိတ်များထွက်လာပြီနားနဲ့အသံနဲ့ထိရင်စိတ်များထွက်ပေါ်လာပြီနှာခေါင်းနဲ့အနံ့နဲ့ထိရင်စိတ်များထွက်ပေါ်လာပြီပါးစပ်နဲ့အရသာနဲ့တွေ့ထိရင်စိတ်များထွက်ပေါ်လာပြီ ေါ်ခန္ဓာနဲ့အတွေ့အထိနဲ့ထိမိရင်စိတ်များထွက်ပေါ်လာပြီမထိရင်မထွက်ဘူးတခါတခါမျက်စိကအလုံးမလုံးဘူးနာကပဲအလုံးလုံးတယ်ရှာကပဲအလုံးလုံးတယ်ခန္ဓာကိုယ်ကပဲအလုံးလုံးတယ်အဲ့ဒီလိုသူ့အပိုင်းနဲ့သူတို့များကြီးရှိတယ်ဒါဖြင့်ယောဂီတို့ ယခုသွားနေတဲ့လမ်းကြောင်းကိုအရင်သဘောတရားနဲ့ပြန်ပြီးတော့ဆက်ဆက်ရရင်ခန္ဓာကိုယ်အတွေ့အထိဆိုတဲ့နေရာမှာဓာတ်လေးပါပါသွားပါ၏ကျန်တဲ့ဟာကတော့မျက်စိနှာနှာခေါင်းရှာဖို့နှလုံးပုံမှန်ကြတော့နှလုံးဆိုပြီးတော့တသက်တစ်ခုယူတယ်ဒီမှန်ကြတော့တိတဲ့စိတ်ရောအတွေးရောတစ်ခုတည်းမှပေါင်းထည့်လိုက်တယ်အရင်ကသင်ပေးခဲ့တာက မျက်စိနှာနှာခေါင်းရှာကိုနှလုံ ဆိုတော့နှလုံးကလည်းပဲနှလုံးအကြီးနဲ့အပြင်အာယုံနဲ့ထိရင်ဆိုင်များဖြစ်ပေါ်လာတယ်။ယခုကြတော့ဒီမနာယရဏဆိုတဲ့နှဒီမနာယရဏဆိုတဲ့အထက်မှာတွေးတိုးတာတည်းရောတိတာတည်းရောအလုံးကိုတပေါင်းလေးပေါင်းလိုက်တာ။မြားနေတဲ့အရာကို တူရတူရစုပေါင်းပြီးတော့ရှုပ်လိုက်တဲ့သဘောပဲ။ ပြီးတော့အရင်ကဆိုရင်ဘုံဘုရကဓာတ်လေးပါပဲရှိတယ်ဘူဒံဧရာနာရာထုံလာရေလေဓာတ်တွေပဲရှိတယ်ဘုံတရံကိုကြည့်ရင်လူယောက်ျားမိန်းမဆိုပေမဲ့ဓာတ်တွေကိုကြည့်ရင်လူမရှိယောက်ျားမိန်းမမရှိအပူအအေးသဘောသာရှိတယ်လို့အဲ့ဒီလိုနှလုံးသွင်းလို့ရတယ်ပေါ့အဲ့ဒီလိုနှလုံးသွင်းခဲ့ကြတယ်အပူအအေးသဘောသာရှိတယ် လူမရှိယောက်ျားမိန်းမမရှိပုဂ္ဂိုလ်တရဝမရှိယခုကြတော့အဲ့ဒီလိုပုံပန်းတန်တန်ကိုဖျောက်ဖို့အတွက်ယခုယောဂီတော်ခန္ဓာထိမှမြင်ခြင်းကြားခြင်းနှံချူခြင်းယတာသိခြင်းတွေ့ထိခြင်းတွေ့တိုခြင်းဒီသဘောတော်သာရှိတာတဲ့ အဲ့ဒီသဘောတော့မှာထေတရမရှိဘူးဘုံတရံမရှိဘူးယောက်ျားမိန်းမလက္ခဏာမရှိဘူးလို့ဒီလိုသွန်းလိုက်တယ်ဒီဘက်ကပြောရင်တော့စုပေါင်းပြီးတော့တခါဒီအသွန်းလိုက်တာပေါ့ဒါပေမဲ့သဘောတရားအပြင်ကတော့ပြန်ကြည့်ရင်အတူတူပဲဒါကြောင့်ဘုရားရှင်ကလည်းဘာပြောလဲဆိုတော့ဘောဇဉ်ခန္ဓာပွားလိုက်ရင်လေဒီဘောဓိပက္ခယ30ခန္ဓာပွားအလုံးပွားရာရောက်တယ် တတိပဌံ၄ပါးတဘာပါပွားလိုက်ရင်လေအလုံးကိုပွားရရောက်သွားတယ်ကြဘုရားရှင်။ဟောဟာတိမဒီဟာတိမဒလို့မဟုတ်။ယောဂီတို့ယခုတရားထိုင်နေသစ္စာ၄ပါးကို မပြောပြတတ်။ဒါပေမဲ့သစ္စာ၄ပါးကို ပွားများရရောက်ပြီးသား။ဟောစကလုံးနဲ့သာမသိပေမဲ့ဒီဖက်မှာအဲ့ဒီသဘောတရားအကုန်အကျုံးဝင်သွားတာ။သစ္စာ၄ပါးနည်းနဲ့ရှုနေတဲ့ပုဂ္ဂိုလ်ကလည်း အာရဏကိုသိစီရမလို့အာရဏနဲ့ရှုပြီးသားဆိုလေးမမှားဘူးဒီလိုဖြစ်သွားပါလေဒါဆိုရင်ယခုသွားတဲ့ဤကတော့ဘောဘောအထင်ကတော့နည်းနည်းပေါ်လွေသလန်းလို့ပေါ့ဟောအရင်ကတော့ဓာတ်၄ပါးနဲ့နှစ်ရက်လောက်လေးနေတယ်ဒီနေ့လောက်မှဓာတ်၄ပါးသုံးပါးလောက်တိတိကျကျ အဲ့ဒီမှာဟဲ့လူမမြင်နဲ့လူမရှိဘူးပူရာအဲ့ဒါပဲရှိတယ်အဲ့ဒါပဲထက်ကထက်ကနဲ့နှစ်ရက်လောက်ကြာပြန်ခဏဤမှာရှင်ဘုရားကုမာတိတာတဲ့ပြန်ခဏဤမှာတိတက်လေးပါသင်္ဒါက3ရက်ထက်က4ပါဆိုတော့တပတ်ကပေါ်နေပြောရရင်အဲ့ဒီနီးနဲ့သဘောပေါက်သွားရင်လေးပေါ်ကောင်းတယ်သူကတော့အရှိခံလေးပေါ်ကြတယ်ဒါပေမဲ့အရှင်ကမရတာနဲ့ဘာနဲ့ဆိုတော့ နည်းနည်းလေးထက်တယ်လို့ဖြစ်တယ်တကယ်တော့အဲ့ဒီဖက်လေးဒီဖက် အတူတူပဲဘုရားရဲ့ဓမ္မကတော့တခြားတခြားနီးနဲ့သင်ပေးတဲ့ဇာတို့တွေဟာလေဒီသဘောပဲအလုံးရှင်ကုန်လိုက်ရင်တော့အလုံးအတူတူပြန်ဖြစ်သွားတာပဲဝရဏတလုံးကိုပဲရှူရှူစိတ်တလုံးကိုပဲရှူရှူအတူတူပဲ ဒါဆိုရင်ယောဂီတို့ဘုံတံကိုဖျောက်ဖို့အတွက်ကဘုံတံကိုဖျောက်ဖို့အတွက်ကတော့ဘုံဘန်းတန်တံကို ကြည်ရင် လူယောက်ျားမိမ့်ပါဘုံတံကိုနှလုံးမသွင်းပေနဲ့လက်ရှိထင်ရှားနေတဲ့မြင်ချင်းကြားချင်းတွေ့ထိချင်းယသသိချင်းသိချင်းဆိုတဲ့ဓာတ်တွေကိုသာကြည်ရင်ဒီ၆ပါးတပါးမောက်တပါးပါး အငွေအသက်အပြင်အလုံးလုံးနေတာပဲရှိတာအဲ့ဒီဒီမှာဂျာမလက္ခဏာရေလို့မရှိလူတရိုက်ဆန်လို့မရှိဘူးဓာတိဟာသဘာဝတရားပဲလို့အဲ့ဒီသဘောကိုပဲသိရနှလုံးသွင်းရဒါဆိုရင်လူဆိုတဲ့လက္ခဏာပြောက်တယ်ဂျာမဆိုတဲ့လက္ခဏာပြောက်တယ်လူမရှိယောက်ျားမိမမရှိဘူးဆိုတဲ့ဒီအတိညာရတယ်ပေါ့ အဲ့ဒီကမှဟိုဘက်မှာအဲ့ဒီယခုဖြစ်နေတဲ့ထင်ရှားနေတဲ့သဘောတရားတို့သည်အနိစ္စမမြင်ဘူးဒုက္ခဆင်းရဲတဲ့အနတ္တအစိုးမရဘူးတဲ့အနိစ္စဒုက္ခအနတ္တဒါဆိုရင်ယောဂီအပေါင်းတို့ယခုယောဂီတို့အင်္ဂေါ်ရောက်ရင်လေးပဲအဲ့ဒါကိုနှလုံးသွင်းလို့ရတယ်။သွားရင်လာရင်လည်းနှလုံးသွင်းလို့ရတယ် အဓိကဒီမှာဘုမောတို့ရဲ့ကြီးပဲကျက်က၃ရက်အတွင်းဝိပဿနာရှုနည်းများကိုသင်သွားမယ်၃ရက်မှရသလောက်ရှုရှုပြီးတော့အင်္ဂေါ်ရောက်တဲ့အခါမှာသွန်ရင်လာရင်ကိုယ့်ရဲ့ဇီဘောရဲ့လှုပ်ရင်းနဲ့ဒီဟာလေးကို မကြမကြနှလုံးသွင်းဖြစ်မယ်ဒါဆိုရင်ယုတ်ီတော့တရားက တိုးတက်ပါလေ ဟောဘုရားအကြောင်းရှိဘုရားစဉ်ရှိဘုရားရှိတရားထံရမရည်လို့မဟုတ်ဘူးအစင်ပြေတယ်လို့ပဲသွားရင်လာရင်မျက်စိနဲ့မြင်လေဩတာမျက်စိနာနှာခေါင်းရှာကိုစိတ်ဆိုတဲ့တဘာဝတရားအစုအပေါင်းက အလောက်လုံးနေကြတာဘာဖြစ်လို့လောက်တာလဲနောက်ကတဏ္ဏကတွန်းပို့ပြီးတော့သူတို့ကိုစေခိုင်းနေတာတဏ္ဏစေခိုင်းနေတဲ့ယုတ်တရားကြီးနန္တရားကြီးပဲ ကွန်ကတော့တိုင်မရှိဘူးတဏှာစေခိုင်းနေတဲ့မျက်စိနှာနှာခေါင်းရှာကိုစိတ်ပဲအဲ့ဒီမျက်စိနှာနှာခေါင်းရှာကိုစိတ်သည်ဘလူပဲစေခိုင်းစေကဲနောက်ဆုံးတော့အနိစ္စနောက်ဆုံးတော့ဒုက္ခနောက်ဆုံးတော့အနတ္တအဲ့ဒီလိုရှုမှတ်ရင်းနေယောဂီတော့ဘာဖြစ်မလဲဆိုတော့ကြာရင်ဒီအပေါ်မှာညင်းငွေ့လာတယ်ဟုတ်တယ်လေကြည်နောက်ကတဏှာစေခိုင်းတာဆိုတော့ငံလောက်ရတာမဟုတ်ဘူး တဏ္ဍာကစေခိုင်းနေတာဒီယုတ်တရားကြီးနန္တရားကြီးဒါပြန်လောက်သမြန်လေးဘာမှအဖတ်မတည်ဘူးတဲ့ကိုလောက်ရတာလေးမဟုတ်ဘူးလောက်သမြန်လေးဒုက္ခဖြစ်ဖို့ပဲရှိတယ်ဆိုရင်ဒီအပေါ်မှာယောဂီတော်ตาရံကြည့်လိုက်ตาရံစရာမရှိအတ္တဒမตาရရင်အာဒီနဝအဖြစ်တည်မြင်လာတယ်အဲ့ဒီကနေဆက်ပြီးတော့ဒါနိဗ္ဗိန္ဒငင်းငွေတယ်ဆိုတာဖြစ်တာပဲ အတ္တတအာဒီနဝနိုင်တရဏတအတ္တတအာဒီနဝနိုင်တရဏတာနတိနီနိုင်တရဏအတ္တတမတာရောအာဒီနဝအပြစ်တွေမြင်လာပြီအပြစ်တွေမြင်လာရင်ထွတ်မြောက်ရာလမ်းကြောင်းရှာပွေလာတော့နိုင်ဗိန္ဒရဲ့သဘောနိုင်ဗိန္ဒညင်းငွေတွေဆိုတာလေအဲ့ဒါဒီခန္ဓာကိုယ်ကြီးအနိစ္စဒုက္ခအနတ္တလက္ခဏာကိုသိချာမြင်သွားရင် ဘာမှမထူးပါယောလံဆိုတာသဘောပေါက်သွားတဆေဝင်ဘူးတလို့တဏံကြီးဝင်ဘူးခံနေရတဲ့မျက်စိနာနှကောင်းရှာကိုစိုက်အဲ့ဒီစိုက်ကလောက်သမြန်ဘာမှအဖမတင်တလို့ဘာမှလည်းအရာမရောက်ဘူးဘာမှလည်းမထူးရှားဘူးလောက်သမြန်ပြဒနာဖြစ်ဖို့ဘေးဆိုတော့ဒီဟာကြီးက ရှင်းရှင်းဒီအပေါ်မှာမြင်လို့တဲ့စိတ်မရှိတော့မြင်တဲ့အခါမှာဟိုးအယတာခံပြီးတော့တခါတည်းအကုန်မေ့ဆိုတဲ့ပုံစံမျိုးမရှိတော့ကြားတာလည်းဒီလိုပဲတွေ့ထီတာလည်းဒီလိုပဲတွေ့တာလည်းဒီလိုပဲအဲဒီကနေညီငွေတဲ့ညံတဲ့ယုတ်ပြီးတော့ရှုမှတ်ရင်းနဲ့ပေါ်လာလိပေါ်လာပြီဆိုရင်အဲ့ဒါအဲဒီကနေဟိုဘက်ကိုတက်တော့မှပေါ်လာရင်လည်းဘာလုပ်ရမလဲပေါ်လာရင်လည်းအနိစ္စဒုက္ခအနတ္တပဲဆက်ရှိပါ နိစ္စဒုက္ခအနတ္တကိုရှုရင်းနေနောက်ဆိုဘာဖြစ်သွားမလဲဆိုတော့ယုတ်နံဒီပင်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တဒီပင်ယုတ်နံဒါကအတူတူပဲဆိုတာမျိုးလေးမြင်လာလိမ့်မယ်။အောက်မှာဆိုပါစို့ပန်းကိုကြည့်လိုက်တာနဲ့ပန်းမှန်ပါတဲ့အယောင်ကိုတစ်ခါလေးမြင်မိတာပန်းအနီရောင်ပန်းပန်းရောင်ပန်းအဖြူရောင်ဆိုပြီးတော့စကလုံးနှစ်ခွန်းပြောဖို့မလိုတော့ ယခုလေယုံနံလို့မြင်လိုက်တာ ਨੇ အနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့ယုံနံဆိုတာနှစ်ခါတွဲဖို့မလိုဘဲနဲ့တလုံးတည်းတဒန်းတည်းသကလုံးတစုတည်းမှာအလုံးပါသွားတယ်။ပန်းကိုထုတ်ပြလိုက်တာ ਨੇ ဒီပန်းကအနီရောင်အဝါရောင်လို့သကလုံးအပေါ်ထိပြိုးဖို့မလိုဘူး။တခါတည်းပါသွားတယ်လို့ပေါ့။ယခုလေယုတ်ီတော့အဲ့ဒီလိုပဲ ညင်ငွေတာကနေညင်ငွေရင်လေအနိစ္စဒုက္ခအနတ္တကိုပဲရှုရှုရင်းနဲ့ဩနောက်ဆုံးတော့ဒီယုံနာကဒီသဘောပါရုံလားဒါပဲရှိတယ်လောကမှာဘာမှမရှိဘူးတဘေသင်္ခါရသုံးညာအလုံးစုံသောယုံနာဓမ္မသင်္ခါရတရားတို့သည်သုံးညာ ယောက်ျားမိမဆိုတဲ့အမြင်ကနေကင်းစိတ်တယ်ပုဂ္ဂိုလ်တရားဝါဆိုတဲ့အမြင်ကကင်းစိတ်ပါတယ်ယုံနံပေဒါကြီးကဘလို့မှ လူကောင်းပုံတရံဖော်လို့မရဘူးယောက်ျားမိမပုံတရံဖော်လို့မရဘူးယုံနံကြီးပဲဆိုတာဘလောကဘသူပဲဘလို့ပဲမေမေတ္တာတစ်ချက်ချလုံးဝယုံကြည်သွားတယ် အဲဒီတော့မှအိုးယုံနာရဲ့တဘာဝလောက်ဆောင်ချက်ပဲလို့ကြည်ရင်တာကိုညံအားကောင်းနေတဲ့ရှင်အရိယာမက်ဖို့တော့ ပေါက်သွားမှာပဲအရိယာမက်ဖို့စံဝင်သွားမှာပဲဒါဖြင့်ယောဂီအပေါင်းသူတော်ကောင်းတို့ ယခုယောဂီတို့ဆက်လောက်ရမှာကနေ့စဉ်ပေါ့နေ့စဉ်တနေ့ကိုသွားရင်လာရင်နဲ့မနေ့ပိုင်းတစ်ချိန်တော့ရှုမှတ်ကြည့်သွားရင်လာရင်နဲ့เนาะတစ်တမိနဲ့လောက်တမိနဲ့ဆိုရင် လုံလောက်ပဲနေခင်းတမိနဲ့လောက်ညနေညနေပိုင်းတမိနဲ့လောက်ရှုကြည့်တမိနဲ့လောက်ဘယ်လိုရှုမလဲအဝိဇ္ဇာတဏ္ဏဥပါဒံနှိုက်ဆက်ခံထားရတဲ့ယုတ်ဏကြီး မြင်သည်မြတ်ကြသည်မြတ်အနိစ္စဒုက္ခအနန္တအဲ့ဒါကိုသိချာတွေ့ကြည့်အဝိဇ္ဇာတဏ္ဏဥပါဒံဖြစ်စည်းခံထားရတဲ့ဝင်ရောက်ပူကခြင်းခံနေရတဲ့မျက်စိနာနှာခေါင်းရှာကိုစိုက်မြင်သည်မြတ်ကြသည်မြတ်အနိစ္စဒုက္ခအနန္တအနိခင်တခြင်းညတခြင်းကလည်းအဝိဇ္ဇာတဏ္ဏဥပါဒံပူကခံနေရတဲ့မျက်စိနာနှာခေါင်းရှာကိုစိုက် မြင်သည်မြတ်ရသည်မြတ်အနိစ္စဒုက္ခအနတ္တံလို့အဲ့ဒီလို၃ချိန်လောက်တခြင်းကိုတမိနစ်လောက်နှလုံးသွင်းကြည့်နိုင်မယ်ဆိုရင်ယောဂီတို့တစ်ဖက်လောက်ဆိုရင်ကိုတော်တော်တိုးတက်သွားအဲ့ဒီမှာမနေ့ပိုင်းတမိနစ်ကိုရအောင်ယူပါညနေပိုင်းမှာတပြည့်တော်အပေါ်၅မိနစ်အလုံးစုပေါင်းပြီးရှုပေးမယ်ဖရားဆိုရင်မရဘူးညနေပိုင်းအရှင်ဘုရား၃နာရီထိုင်ရှုပေးမယ်တော့မလက်မခံဘူး ဘာဖြစ်လဲလို့ဆိုတော့ဒီ psychology ရစိတ်ပညာရမနေ့ပိုင်းတမိနဲ့ရှုလိုက်ခြင်းသည်မနေ့ပိုင်းတမနယ်လုံးစာအတွက်ကြာရင်ကဘာဖြစ်သွားနေခင်းတမိနဲ့ရှုလိုက်ခြင်းသည် နေခင်း3လနာရီစာအတွက်ကဘာဖြစ်နိုင်ညနေပိုင်းရှုလိုက်ခြင်းသည်ညနေတညနေစာလုံးအတွက်ကဘာဖြစ်သွားအရေးအကြောင်းကြုံရင်ရှက်ရှင်းနီးစတဲ့ရှုမှတ်မှုကအလွန်အကောင်းတ ယောဂရတခုခုအသက်အန္တရာယ်ကျင့်ဝင်တော့မှဒီဓမ္မကဖတ်ဆိုရအောင်အနိစ္စဆုံးကဒါရှုထားတာရှိနေညနေပိုင်း3နာရီရှုလိုက်ရင်2နာရီလောက်ကငှိုက်အောင်တနာရီလောက်မှာအတွေးတွေနဲ့ပါနေတကယ်ကြံတာက15မိနစ်မကြံအဲ့ဒါလေဟိုတွေးလို့လို့ဟိုလို့လို့အနိစ္စလို့ဒုက္ခလို့လို့နဲ့တကယ်အလုံးကိုအသံအယိုးဖြင်လိုက်ရင်အသားပဲထောက်ရင်လေငါးကြာတာမကြံဘူး ဆိုတော့တကယ်ရလကထိုင်တယ်ဆိုတာပဲအထက်တင်နေတရားလည်းမရဘူးအသားကငါးကြတာပဲရှိဝေလာတာနှစ်ပိတ်တာဘာမှမတွေ့ဆိုတော့တကြတာတမိနဲ့မနေ့ပိုင်းတမိနဲ့ဆိုရင်မတွေ့တော့ဘူးတရားတာကတော့တမိနဲ့အတွင်းတွေ့နေရင်လည်းမတက်လာတမိနဲ့ပဲရှုခိုင်းတာတွေ့ပြီးကုံသွားရင်လည်းမတက်လာ နေခင်တမိနဲ့ညနေတမိနဲ့အာကောင်းသွားတယ်အရာအရန်ကောင်းသွားအဲ့ဒါရုပ်ပြီးတော့တပတ်လောက်ပဲစံကြည့်စံကြည့်လို့အရှင်ဘုရားမရဘူးဆိုရင်နောက်တစ်ခါတရားစခန်းထောက်သရောအဲ့ဒီလိုယောဂီတော့ကျင့်သုံးပွားများအထောက်ကြမယ်အလုံးစုံယောဂီသရောစင်မြတ်တရားတို့တရားမြတ်ယာရှိခံစားစံစားနိုင်ကြပါစေကုန်တည်